ဗုဒ္ဓဘာသာဆိုတာဘာပါလဲရှင်ဗျာဘယ်မူတွေကိုအခြေခံပါသလဲဗျာဗုဒ္ဓဘာသာရဲ့အန်တိတ်မှရည်မှန်းချက်ကရောဘာပါလဲဗျာဗုဒ္ဓဘာသာဆိုတာသစ္စာဗျာရဲ့အဆုံးအမဘဝမှာဘယ်လိုနေရမယ်ဘယ်လိုထိုင်ရမယ်ဘာတွေလုပ်သင့်တယ်ဆိုတဲ့ way of life ကောင်းကျိုးချမ်းသာရရှိနိုင်တဲ့လူတွေအကျိုးစီးပွားဖြစ်ထွန်းစေနိုင်တဲ့အကြောင်းတရားတွေကိုလှုပ်ဆောင်ပြီး လူတွေဆင်းရဲဒုက္ခရောက်ရှိစေနိုင်တဲ့အဆိုးတရားတွေကရှောင်ရှားဖို့တောတင်ဆုံးမတဲ့ဘုရားရဲ့အဆုံးအမတွေကိုဘုရားဘာသာလို့ဆိုရမှာဖြစ်ပါတယ်။တိရိနိုင်ငံနိုင်ငံမှာဘုရားဘာသာဆိုတဲ့အသုံးကိုမသုံးဘဲနဲ့ဘုရားကမလို့ထည့်တော့တာရှိတယ်။ဘုရားကမဆိုတာဘုရားရဲ့အာကမညဆောပြားရဲ့အဆုံးအမတရားတော် တွေတို့ဒီလိုပဲအထိပ္ပယ်ရပါတယ်။ခုခေတ္တဘာသာပြန်တဲ့အခါဘာသာဆိုတာ religion ကိုယ့်ရဲ့စိတ်ကပ်မှုတွေကိုအခြေခံပြီးတော့ဘာသာဆိုတဲ့စကားလုံးကိုတုံ့လာကြတာဖြစ်တယ်။မြတ်စွာဘုရားရဲ့အဆုံးအမတွေဆိုတာလိုက်နာကျင့်သုံးအောင်ဖြစ်လို့ကိုယ့်ရဲ့စိတ်ကပ်မှုဆိုတဲ့ဟာကတွဲဖက်ပြီးတော့ပါလာတဲ့အရာတွေသာဖြစ်တယ်ပေါ့။မှန်ပါဗျာ။အဓိကကကိုယ့်ရဲ့ဘာသာဆိုတာမြတ်စွာဘုရားရဲ့အဆုံးအမတုံ့တင်ပြတာတဲ့စကားတွေပဲဖြစ်တယ်။ဒါပြင်မြတ်စွာဘုရားကပါဠိဆုံးမတော်ဟုဆိုကိုကျင့်တိလ ကောင်းဖို့နဲ့လူလူချင်းအကျဉ်းတရားထားဖို့ရှင်ထဲမှာရှိတဲ့လူတွေရဲ့စိတ်နှလုံးကိုပူပန်စေတတ်တဲ့ကိလေသာတရားတွေကိုလျှော်နှဲအောင်လျှော်ချနောက်ဆုံးမှာ အပြည့်တိုင်ဖြည့်ရှင်းပြီးဆဲတို့ကလွမြောက်ဖို့ဆိုတာကိုမြတ်စွာဘုရားဟောခဲ့တာဖြစ်တယ်။အချင်းချင်းပြောရမယ်ဆိုရင်ဘုရားရဲ့အဆုံးအမစကားတွေကိုပိဋကတ်30နိက္ခေ9ပြဓမ္မခန္ဓာပေါင်း7000လေးတောင်မှာ ဒီမှတ်တမ်းတင်ထားတာအဲ့ဒီမှတ်တမ်းတင်ထားတဲ့မြတ်စွာဘုရားရဲ့အဆုံးအမတွေအားလုံးကိုဗုဒ္ဓဘာသာဗုဒ္ဓရဲ့ဆုံးမသွန်သင်ချက်များလို့ဒီလိုအတိပ္ပယ်ကိုယူယူရမှာဖြစ်တယ်ပေါ့နော်အဲ့ဒီဗုဒ္ဓရဲ့သွန်သင်ဆုံးမချက်တွေကိုလိုက်နာတဲ့ပုဂ္ဂိုလ်တွေကျတော့ဗုဒ္ဓဘာသာဝင်လို့ခေါ်ကြတယ်အလားတူပြန်တဲ့ religion ဆိုတဲ့အင်္ဂလိပ်ဘာသာစကားက ယုံကြည်မှုနဲ့ကိုးကွယ်မှုကိုခြေခံပြီးတော့ပြောတဲ့စကားမှန်ပါဗျာဒီမှာတော့အဲ့ဒါလို့ယုံကြည်မှုနဲ့ကိုးကွယ်မှုကိုခြေခံတာမဟုတ်ပဲနဲ့လက်တွေ့ကျင့်သုံးမှုကိုဆိုလိုတာဖြစ်လို့အချင်းချင်းမှတ်ရမှာတော့ဘုရားဗတာဆိုတော့မြတ်စွာဘုရားရဲ့အဆုံးအမတရားတော်များပဲဖြစ်ပြီးသူရဲ့အန်တိတ်မှယူမှန်ချက်ကရောဗာများဖြစ်မယ်ဘယ်မှုတွေကိုခြေခံတယ်ဆိုတာလေးကိုပြောနော်မှန်ပါဗျာမူလို့ဆိုတာတဲ့ ဘုရားဘာသာဖြစ်ဖို့အဓိကအကြောင်းတရားကတော့ကမ္မတက္ကတာတမဒိဋ္ဌိလို့ပါဠိမှာဆိုတာအဲ့ဒီကမ္မတက္ကတာတမဒိဋ္ဌိဆိုတာကိုလှုပ်တာကိုနဲ့သက်ဆိုင်တယ်လို့ခံယူချက်ကိုခြေခံတယ်မှန်ပါဗျာမမလို့အများနာလဲတာနဲ့ပြောရမယ်ဆိုရင်ကံကံဤအကျိုးကိုလက်ခံတယ်မှန်ပါဗျာကံတရားကိုလက်ခံတယ်ကံတရားရဲ့အကျိုးကိုလက်ခံတယ် အဲ့ဒီကံကံဤအကျိုးကိုလက်မခံရင်ဘုရားဘာသာမဖြစ်နိုင်ဘူးမှန်ပါဗျာရသော်ဗျာလည်းကမ္မဝါဒီကရိယာဝါဒီဒီကုသိုလ်အကုသိုလ်ဆိုတာလုံးလို့ရတယ်ကုသိုလ်အကုသိုလ်ဆိုတာရှိတယ်လို့လက်ခံနေဝါတာဖြစ်တယ်မှန်ပါဗျာအဲ့ဒီကမ္မသက္ကတာတမဒိဋ္ဌိလို့ဆိုရင်ကိုလှုပ်တာကိုရတယ်ဆိုရင် ကမ္မဝါဒကရိယာဝါဒကိုအခြေခံတာပဲဖြစ်တယ်ပေါ့မှန်ပါဗျာအဲ့ဒါကိုအခြေခံပြီးတော့မြတ်စွာဘုရားကချင်းစင်ကြီးကိုသတ်မှတ်ထားတယ်။သီလ၊သမာဓိ၊ပညာဆိုအဓိကကိုချင်းတရားကောင်းဖို့ရဲ့နံပါတ်1မှန်ပါဗျာကိုချင်းတရားကောင်းပြီးတဲ့အခါစိတ်တက်ငြိမ်သက်အောင် လေ့ကျင့်တာနဲ့ထိုငြိမ်သက်မှုကြောင့်ရရှိလာတဲ့အသိပညာမှန်ပါဗျာအဲ့ဒါတွေကဘုရားဘာသာရဲ့အချမ်းမြင်း ခြင်းစိတ်တစ်ခုလို့ပြောရမှာဖြစ်တယ်မှန်ပါဗျာဘုရားဘာသာရဲ့အတ္တိမရည်မှန်းချက်ကပါလေလို့ဆိုတာကြတော့ဆင်းဒုက္ခအလုံးအဆုံးတည်းရေးပဲဖြစ်တယ်မှန်ပါဗျာလူတွေတွေ့ကြုံနေရတဲ့ဆင်းရဲဒုက္ခဆိုတာမျိုးမျိုးရှိတယ်မှန်ပါအလုံးမရှောင်လွှဲနိုင်တဲ့ဆင်းရဲဒုက္ခတော့ပါတော့စေဒုဗ္ဗာရလာပြီးရင်တဖြည်းဖြည်းအိုမင်းလာခြင်းနောက်ဆုံးမှာတည်ဆောက်ရခြင်းဆိုတာ ဒါအချိန်မှဆုံးဆင်းရဲဒုက္ခလို့ပြောမှာပဲဖြစ်တယ်မှန်ပါဗျာဒီကြားထဲမှာဆုံရှုံနေနာမှုတွေကြုံရလို့တောကဖြစ်ရတာတို့ငိုရတာတို့ခန္ဓာကိုယ်မှာနာကျင်ကြိုက်ခဲတဲ့ဒုက္ခတွေကာယကဒုက္ခတွေခံစားရတာတို့စိတ်မချမ်းမသာဖြစ်တဲ့ဆင်းရဲဒုက္ခတွေခံစားရတာတို့စိတ်ပင်ပန်းမှုတွေခံစားရတာတို့ဆိုရင်ဉာဏ်ကအပူတွေအဲ့ဒီဒုက္ခတွေ လုံးဝဆုံးသတ်ဖို့ဆိုတာဘုရားဗလာရဲ့အတ္တိမအီမှန်ချက်ပဲဖြစ်တယ်။တင်ပါဗျာ။နောက်တစ်ခုကအတိတ်ကိုပုံချသောဝါဒဟုတ်ပါသလားဆရာလေးเนาะတင်ပါဗျာ။အတိတ်ကိုပုံချတဲ့ဝါဒလုံးဝမဟုတ်ဘူး။တင်ပါဗျာ။ရသော်ဗျာကအတိတ်အကြောင်းတရားကိုလည်းလက်ခံတယ်။ပစ္စုပန်အကြောင်းတရားကိုလည်းလက်ခံတယ်။တင်ပါဗျာ။အတိတ်ချီတတ်တတ်ပုံချတဲ့ဝါဒကိုပုပ္ပိကတဟေတုဝါဒလို့ခေါ်တယ်။အဲ့ဒီဝါဒက ဘုရားလက်မခံနဲ့ဝါတာပဲမှန်ပါဗျအရာရာဟာအတိတ်ကလုတ်ခဲလို့ဆိုတဲ့ဟာမျိုးလုံးဝလက်မခံမှန်ပါဗျပစ္စုပန်လောလောလတ်လတ်ဖြစ်ပေါ်နေတဲ့အကြောင်းတရားကိုလည်းထည့်သွင်းစဉ်းစားတယ်မှန်ပါဗျအဲ့တော့အတိတ်ကအကြောင်းတရားပဲဖြစ်စီပစ္စုပန်အကြောင်းတရားပဲဖြစ်စီအဲ့ဒီသက်ဆိုင်ရာအကြောင်းတရားတွေကိုလက်ခံယုံကြည်ပြီးအတိမတ်ပြုတဲ့ဝါရသာလင်ဘုရားဝါတာဖြစ်တယ်